င်္ဂလာပါရှင် ကျမတော့ဖူအီအီနွယ်ပါ DV ရွမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါလာမယ့်နိုဝင်ဘာလမှာရွေကျော်ပွဲစည်းကိုထပ်မံပြုလုပ်သွားမယ်လို့စစ်ကောင်ရှင်လက်အောက်ခံပွဲချင်းပါရေးကော်မတီဖြစ်တဲ့ YMBA ကနေသိရပါဗျ။အခုနှစ်အတွင်းဒုတိယအကြိမ်ပြုလုပ်မဲ့ရွေကျော်ပွဲစည်းကိုနိုဝင်ဘာလ၁ရက်ကနေ၅ရက်နေ့အထိ၅ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စစ်ကောင်းဆောင်မင်းအောင်လိုင်ကရန်ကုန်မှာပွဲစည်းတွေမပြတ်ဆောင်ရွက်ဖို့ညွှန်ကြားထားတာကြောင့်မြို့နယ်တိုင်းလူလူပွဲစည်းတွေပြုလုပ်နေတာဖြစ်ကြောင်းသိရတယ်လို့ပွဲစည်းတွေမှာဈေးလိုက်လံရောင်းချသူတယောက်ကပြောပါတယ်။လက်ရှိဆိုင်ကန်းအတွက် YMBA မှာတောရောက်လျှောက်ထားပြီးငှားလို့ရပြီဖြစ်ပြီးဆိုင်ကန်းဈေးနှုန်းကတရက်ကို3သိန်းတက်မှတ်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းကျုပ်ကာလကရေကျော်ပွဲစည်းကိုကျင်းပပြုလုပ်ပြီးဖြစ်ပေမဲ့အမျိုးသားနေအထိတ်အမှတ်လို့ဆိုပြီးတော့နောက်တစ်ကြိမ်ကျင်းပပြုလုပ်တာဖြစ်တယ်လို့သိရပါဗျ။ ရန်ကုန်မှာပြုတ်လုတဲ့ပွဲစည်းတွေကို YMBA အသင်းကဥဆောင်ပြုတ်လုနေတာဖြစ်ပြီးအခုလိုပွဲစည်းတွေထဲမှာလောင်ကစားဝိုင်းတွေကိုထည့်သွင်းကျင်းပနေတဲ့အတွက်လည်းပြည်သူလူထုကြားဝေဖန်မှုတွေရှိနေပါတယ်ရှင်။စကိုင်းတိုင်းကလေးမြို့နယ်ထဲမှာစစ်ကောင်စီတပ်ဘက်ကဩဂတ်လဇန်ပိုင်းကစပြီးအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်လက်ရှိအချိန်အထိဒေသခံပြည်သူတထောင်ကျော်ဟာနေရွှန့်ခွာထွက်ပြေးနေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ ကလေးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကလေးတမူလမ်းပေါ်မှာစစ်တပ်ဘက်ကအင်အား1500လောက်နဲ့အင်အားအလုံးအရင်တုံးပြီးစစ်ကြောင်းထိုးနေတဲ့အတွက်အဲ့ဒီလမ်းပေါ်မှာရှိတဲ့ရွာတွေကပြည်သူတပေါင်းကျော်ဟာလဲဘေးလွတ်ရာနေရာတွေကိုထွက်ပြေးနေကြရတာ3လလောက်ရှိပြီဖြစ်တယ်လို့ကလေးမြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့တမ89လက်အောက်ခံစစ်သားတွေနဲ့ပြည်သူစစ်တွေကအင်အားအလုံးအရင်နဲ့ကလေးတမူလမ်းပေါ်ကရာကျူလက်ပံချောင်း တင်ဦးကန်သာနန်းဆောင်ပူရွာတွေနဲ့အနီးအနားဝင်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေတာပါအဲ့လိုစစ်ကြောင်းထိုးနေလို့ထွက်ပြေးနေရတဲ့ရွာသားတောင်းကြော်ပြီးဖြစ်ပြီးတော့ဩဂတ်စ်လကလေးကပြေးနေတဲ့ဒေသခံတွေကလည်းတောရင်မှာဖြစ်တယ်လို့နေထိုင်နေရပြီးစားနေခါနဲ့ဆေးဝါးတွေအေးပေါ်လိုအပ်နေတယ်လို့ကလေးမြို့နယ်အခြေဆိုင်ဝင်းစော့ကလေးတာဝန်ရှိသူက DVB ကိုပြောပါရရှင် တအမ်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲနယ်တီဘောမြို့တွေကပြည်သူတွေအနေနဲ့ပြည်လဲထူထောင်ရေးအတွက်ပဲပူပန်နေကြပြီးမကြခင်မှာစစ်အုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိကြဘူးလို့ဆိုပါတယ်။မြတ်သက်စင်သတင်းပေးပို့ထားပါတယ်ရှင်။တအမ်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲနယ်တီဘောမြို့တွေကိုအောက်တိုဘာ၁ရက်နဲ့အောက်တိုဘာ၁၈ရက်မှာ စစ်ကော်မရှင်စစ်တပ်ကတင်ပိုက်ခဲ့ပါတယ်။ဒီလိုမတင်ပိုက်ခင်စစ်အုပ်စုကကျင်းပမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲတွေမှာကြောင်မင်းနဲ့တီဝဲမျိုးနဲ့နှစ်ခုကိုရွေးကောက်ပွဲကျင်းပမဲ့စီးရင်နဲ့မှထည့်သွင်းဖော်ပြခဲ့တာပါ။စစ်တပ်ကကြောင်မင်းနဲ့တီဝဲမျိုးကိုတင်ပိုက်ပြီးတဲ့နောက်အော်တိုဘာလ19ရက်နေ့မှာကြေညာတဲ့ကိုစလေလောင်းအမည်စီးရင်တွေမှာကြောင်မင်းနဲ့တီဘောမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေလောင်းတွေကိုလည်းကြီးညာခဲ့ပါတယ် ရိပခကာလအတွင်းဆစ်ဆောင်ခဲ့ရတဲ့ကြောင်မဲမြို့ကပြည်သူတွေဟာမကြခင်မှာကျင်းပမဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုမရှိနိုင်ဘူးလို့ကြောင်မဲမြို့မှာရရေးရွာရေးလုပ်နေတဲ့ဒေသခံတယောက်ကဆိုပါတယ်။အဲခုကတော့ရွေးကောက်ပွဲပေါ်မှာတော့စိတ်ဝင်စားမှုတော့မရှိတော့ဘူးကြာဘာဖြစ်လဲလဲဆိုတော့သူကဒီဆစ်ဆောင်ရတဲ့အတိုင်းဒါကတစ်နှစ်ကျော်နှစ်နှစ်ဆိုတော့အော်ဒီဘိုင်းမှာတို့မလက်ကြည်အောင်အိမ်ထဲမှာပါဖြစ်နေတာဖြစ်ဆိုတေးအတန်ကတော့ဒီဒီလူစုရဲ့စကားတော့မထွက်လာသေးဘူးကော တီဘောမျိုးကဒေသခံတယောက်ကလည်းလက်ရှိအချိန်ကမြို့ပြန်လည်ထူထောင်ရေးလုပ်နေရတဲ့အချိန်ဖြစ်တယ်လို့ဆိုပါတယ်။သူရဲ့ပြောကြားချက်ကတော့လုံခြုံရေးအခြေအနေအရ DVB သတင်းထောက်တယောက်ကအသံစာထုတ်ဖတ်ကြားပေးထားပါတယ်။ဒီနေ့တော့အကြောင်းစာဖွင့်ပြီးမြို့ပြန်လည်ထူထောင်ရေးလုပ်နေပါတယ်။ရွေးကောက်ပွဲတော့လုပ်မယ်၊ဘယ်ပါတီတွေရှင်ပြန်ရမယ်ဆိုတာတော့မထွက်သေးဘူးဗျ။အခုမှမြို့ကိုတိုက်ပွဲဆောင်ပြည်သူတွေပြန်ဝင်လာတော့ဆိုတော့လေလူကြီးအိမ်အောင်သူစင်းလည်းလုံတော့ဗျ။အဲ့ဒီမြို့နဲ့မြို့ဟာ တနည်းကျော်အတွင်းမှာတိုက်ပွဲတံကိုနှစ်ကြော့ပြန်ခံခဲ့ရတဲ့အတွက်အများပြည်သူပိုင်းအဆောက်အုံတွေရောပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေအတွက်အသုံးပြုတဲ့အခြေခံအဆောက်အုံတွေပါပျက်စီးဆုံးရှုံးခဲ့ရတာပါ။ဒါကြောင့်ဒေသခံတွေအနေနဲ့ရွေးကောက်ပွဲဘက်အာယုံမရောက်ဘဲပုဂ္ဂလိကဆိုင်ရာနဲ့မြို့ရွာပြန်လည်ထူထောင်ရေးအတွက်စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ဌာနဆိုင်ရာယုံအဆောက်အဦများပြပြက်စီးသွားတယ်။ကျမ်းမာရေးဆိုင်ရာဆက်ပစ္စည်းတွေရောမြို့အတွက်မိသက်ကားတွေရောတစ်ကနေပြန်ဆရမယ်။ မျိုးတန်ရှင်းသားရရေးအတွက်အမှိုက်ကားတွေလည်းလိုအပ်ပါတယ်။စီမံဌာနကပစ္စည်းတွေလည်းမကြံခဲ့ဘူး။ပြည်ပခတွေကြောင့်ဆစ်ဆောင်ခဲ့ရတဲ့ပြည်သူတွေဟာရွေးကောက်ပွဲကိုစိတ်ဝင်စားနိုင်ခြင်းမရှိသေးပဲပြန်လည်ထူထောင်ဖို့နဲ့ရှင်းလင်းရေးတွေပဲလှုပ်ဆောင်နေကြတယ်လို့ဆိုကြပါတယ်။ဒီလိုရွေးကောက်ပွဲပေါ်စိတ်ဝင်စားခြင်းမရှိတဲ့ကြောင်မဲနဲ့တီဘိုးမျိုးတွေမှာရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP နဲ့ပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီ USDP တို့က ကိုယ်စလေလောင်းတွေဝင်ရောက်ရှင်ပြိုင်မှုရှိနေတာလည်းဖြစ်ပါတယ်။ကြောင်မဲမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတော့ SNDP ပါတီကဦးထေးတင်နဲ့ USDP ပါတီကဦးအေးထွန်းတို့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးဒီဘောမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတော့ SNDP ပါတီကဦးကောင်းသက်ဆန်နဲ့ USDP ပါတီကဦးအောင်အောင်တို့ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်တဲ့အတွက်နောက်ထပ်ကျင်းပမယ့်အပိုင်းတွေမှာ စစ်ဆောင်ပြည်သူတွေကြောင်မဲနယ်တီဘောကို ပြန်ဝင်လာရင်မဲထဲကြမှာဖြစ်တယ်လို့ SNDP ပါတီဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကဆိုပါတယ်ဟိုကြောက်မဲနယ်တီဘောကကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်လောင်းအမိကတင်သွင်းပြပါလေတင်သွင်းထားတယ်လေတင်သွင်းထားတယ်တင်သွင်းထားတော့ဟိုဘောအလုံးပြပြဆုံဆုံတော့မရဘူးရတလောက်ပဲတင်ထားတယ်လေရတလောက်ပဲတင်ထားတယ်ရှိရတော့อืมနောက်ဟိုဘောရေကပွဲရ သုံးတော့လောက်လို့မဟုတ်ဒီဒီဇင်ဘာ28ရက်ကပရမတ်တော့ဒုတိယတော့နောက်တပတ်ဆယ်လောက်စဉ်ဒုတိယတော့နောက်တတိယတော့လာမှာပဲလေအဲ့တော့ကိုကဖြစ်မှာပေါ့နောက်ပိုင်းကျရင်ဒီငိမ့်တွားတွားရင်စပိတ်ဆောင်တွေလည်းဒီဘောတော့ကြောက်မဲလို့ပြန်လာမှာပဲပြန်လာရင်တော့မဲထက်ကြမှာပေါ့နော်မဲထက်ကြမှာပေါ့ဒီနေရာလေးကကျွန်တော်တို့ကဟိုကကြောက်မဲဆိုရင်လည်းကျွန်တော်တို့၃ယောက်သုံးနိုင်ခဲ့ဖို့ရလေနော် 2010မှာကျွန်တော်၃ရောက်ဆုံးနိုင်မှုတယ်ဟိုအလားတူပဲကြီးပေါ်လဲနိုင်မှုတယ်စေအုပ်စုကရွေးကောက်ပွဲကို284မြို့တွေမှာအပိုင်းလိုက်ကျင်းပဖို့ရာထားပြီးပထမပိုင်းဖြစ်တဲ့ဒီဇင်ဘာ28ရက်နေ့မှာမြို့နယ်102မြို့နယ်မှာကျင်းပမယ်လို့ထုတ်ပြန်ကြေညာထားတာပါရွေးကောက်ပွဲပထမပိုင်းကိုရှမ်းပြည်နယ်က12မြို့နယ်မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပြီးပထမပိုင်းမှာတော့ ကြောင်မဲနဲ့တီဘောမြို့နယ်တို့ပါဝင်ခြင်းတော့မရှိသေးပါဘူး။ကျမမျက်သစင်ပါရှင်။ဒီဗီဒီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမကတော့ဖူးအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။